ဟုတ်ကဲ့အမင်္ဂလာပါအခုဒီနေ့မှာကဘုနော်ဒီ creative positive အကြောင်းအရာလေးကိုမျှဝေပြတော်ဖြစ်ပါတယ်အဲ့ဆိုတော့ dilution နဲ့ regulate လုပ်ရအောင်မြန်မာဘာသာနဲ့အာဒါလုပ်ပြီးထားတယ်ဗောနော်အဲ့ဆိုတော့ဒီမှာရှိတဲ့ဒီမှာပုံလေးပါနည်းနည်းတိုင်းဒီ B ဆိုတဲ့ design လေးကတော့ဒါကဒီ bitcoin တစ်ကွင်ရဲ့ဒါတန်ဖိုးကဒီလိုမျိုးလေးရှိတယ်ဗောနော်ဒါလေးကိုဖန်တီးပေးထားတာနောက်ကဒီမှာပုံလေးကိုတွေ့လိုက်တယ်ဆိုရင်သူကဒါ trading ကဒီပြောရမယ် ပုံမှန်ကတော့ forest trading တခုရှိတယ်။အခုကျတော့ဒီက cryptocurrency လို့ခေါ်တဲ့ဒီ Bitcoin ကိုဒါဒီ Bitcoin ကပထမဆုံးအုံးသာသမီလို့ပြောမှာပေါ့နော်။ဒီ forest ကနေခွဲထွက်လာတဲ့နည်းပညာတခုပေါ့နော်။အဲဆိုတော့ဒီ pattern တွေကတော့အတူတူပဲအဲ့ဒါလေးကိုသိထားခြင်းပါပဲ။ဒါပေမဲ့ forest ကိုသိပြီးရင်တော့ဒါလေးနဲ့သိမှစိမ့်မအောင်ပေါ့နော်။အခုဒီမှာကျတော့ crypto ရဲ့ဒီ currency ရဲ့အချင်းချုပ်ကိုဒါလေးကို မိတ်ဆက်ပေးခြင်း ਨੇ ဒါကဘလို့ခေါ်လဲဆိုရင်သူကဒီလုံခြုံရေးမှာသူကုတ်နံပါတ်တွေပေါ့နော်ဒီ technology မှာဆိုရင်ဒီကုတ်တွေကိုရေးသားပြီးတော့အသုံးပြုတဲ့ဒါ digital ဝင်ကြီးပေါ့နော် online ဝင်ကြီးတစ်ခုလို့ပြောရရတယ်အဲ့ဒါကဘလို့ပြောမလဲဆိုရင်ဒီဘလို့ chain နီးပညာအပေါ်မှာဒီဘယ်ပြောမလဲဒီအစိုးရကရောဒီဘောပန်ကရောချုပ်ကန့်မှုရှိထားတဲ့အဲဒီကိုရက်ဒီပုံမှာအလွတ်လွတ်တဲ့နီးပညာတစ်ခုကိုအသုံးပြုတဲ့ငွေကြီးတစ်ခုပေါ့နော်အဲ့ဆိုတော့ အဲဥစ္စာမှာအဓိကလက္ခဏာတွေကဒီဘဟုက decentralization ဆိုတာကဘူးကိုင်ချုပ်ကိုင်မှုမရှိဘူးဘာလို့မရှိရလဲဆိုတော့ဘေးအဖွဲ့အစည်းကနေဘေးတထေးကနေမှအဲ့လိုဖွဲ့စည်းမီလီယံတော့ဖြစ်ဘီလီယံတော့ဖြစ်လုပ်ထားလို့မရတဲ့ဟာပေါ့နော်အဲ့ကြောင့်ဒီ transparency ဒီပွင့်လင်းနေတာမျိုးရှိတယ်ဒီလိုလုပ်တဲ့အချိန်မှာသူ့ရဲ့ဒီ wallet ပေါ့နော် wallet ဆိုတာပတ်စပ်8က အများပြည်သူတွေမြင်သာလို့ရတယ်ဒီအကောင့်ကနေဒါတန်းဘလောက်လွှဲရတယ်10လွှဲရတယ်100လွှဲရတယ်1000လွှဲရတယ်1000လွှဲရပေါ့နော်အဲ့လိုပုံစံမျိုးနဲ့မှတ်တမ်းတင်ထားပါတယ်တဲ့နောက်တစ်ခုကကျတော့ဒီ security လုံခြုံရေးကုတ်ရေးတာကသူကဒီ ID ဒီနီးပညာမှာဆိုရင်ကုတ်နံပါတ်တရှိအဲ့ကုတ်နံပါတ်တွေနဲ့အခုဒီမှရှိအခုသုံးပြနေတဲ့ဒီ laptop တို့ computer တို့ကို ဖြစ်ပေါ်လာအောင်လို့ဒီစာလုံးတွေပေါ့နော်စာလုံးတွေအင်္ဂလိပ်စာတို့တခြားနိုင်ငံဘာသာစကားတွေအဲ့ဆိုကုတ်တွေနဲ့ရေးပြီးတော့ဒါဘာသာစကားဖြစ်လာတာပေါ့နော်အဲ့ဥစ္စာတွေကလည်းအဲ့လိုဒီဒီဟာတခုကလည်းအဲ့အတိုင်းပဲဒီကုတ်ကိုရေးထားတာကိုအဲ့ကုတ်တွေကနီးပညာကနီးမျိုးလဲလုပ်ငန်းတွေလုံခြုံစေပါတယ်တဲ့အဲ့မှာအဓိကဥစ္စာတွေကဒါပေါက်ဖွားလာပြီးတော့နာမည်ကြီးလာတဲ့ဥစ္စာတို့ဒါတော့ bitcoin ပါ BTC လို့ခေါ်တာပေါ့နော်အတူကနောက်တစ်ခု ETH ဆိုတာ Ethereum လို့ခေါ်ရယ်နောက်တစ်ခု Binance Coin ဆို BNB ပေါ့နော်ဒါပေမဲ့အခုကဒါတွေနာမည်ကြီးပြင်မယ်ဒီ Binance Coin BNB ကဘာလို့နာမည်ကြီးလာဆို platform လူတွေအတွက်ကိုပို့ပြီးတော့အဆင်ပြေစွာအာလှုပ်ထားတဲ့ဤပညာတော့တိုးတက်လာတဲ့အခါကျတော့ဒီလုပ်ငန်းရဲ့ share တော်တော်များများကိုလည်း Binance ကပြောင်းမှုထားလိုက်တော့သူ့ရဲ့ application ကလည်းနာမည်ကြီးလာပေါ့နော် BNB နောက်တစ်ခုကဒီလိုအလွယ်အပြောင်းနေမှာဆိုရင်ဘာက ဒီအသက်သာဆုံးလဲဆိုပြီး BNP အသက်သာလို့အော်တော့ဒီမှာဒီတုံးခဲသူတွေအတွက်အဆင်ပြေလို့အဲ့အကြောင်းပြီးရပြီးရတဖြည်းနမည်ကြီးလာတယ်အဲ့ကြောင်းပေါ့နော်ဒါကြောင့်ဘာလို့လုံးလို့ရလဲရင်းနှီးမြှုပ်နှံမှုတွေလုံးလို့ရတယ်ဒီတန်ဖိုးတွေအမှုပညာရှိမှရှိတဲ့တန်ဖိုးတွေဥစ္စာတွေအားလုံးကိုဒီခရစ်တိုနဲ့အဲလုတ်ပြီးတဲ့ခါကျတော့ဒါရောင်းဝယ်ပြုလုပ်ကြရပေါ့နော်အသက်ဝေဆုတဲ့အခါရောနောက်တစ်ခုဒါကဒီမှာအသက်ချက်တွေရှိတယ်အာဏာချက်တွေရှိတယ် အာ other ချက်အနေချက်တွေကဘာလဲဆိုတဲ့အခါကျတော့ other ချက်ကတော့ဒီခဏကပြောတဲ့အကျိုးကျေးဇူးတွေကဘိုးချုပ်ခိုင်းမှုမရှိဘူး။အဆိုရဗန်များလည်းထိချုပ်လို့မရဘူး။နောက်ငွေလေးကလည်းအရင်သက်သာတယ်။နောက်တော့လွယ်ကူစွာရရှိနိုင်တယ်။လူတိုင်းတုံးပြလို့ရတယ်အင်တာနက်ရှိတဲ့နေရာမျိုးဆိုအခုပွင့်လင်းနေတာမျိုးရှိအားနည်းချက်တွေကတော့ဒီဥစ္စာဈေးကွက်ကအမြင်မတည်ရင်ဖြစ်တယ်ပေါ့နော်အဲတနေ့မှဆိုရင် ဒီစကားချင်းလုံးကဒေါ်လာ2000ဘူတောင်းတောင်း3000နဲ့4000ပေါ့နော်အဲ့လိုပုံစံမျိုးအပြင်ပေါက်ဈေးချက်တော့ပုံများတယ်အဲဈေးလုံးမတည်ငြိမ်မှုတွေများတယ်ပေါ့နော်အဲကြောင့်နောက်တစ်ခုကတော့ hacker ရဲ့ yarn တော့ anti error ရှိပါတယ်ဒီမှာကဘာလို့ဆိုကိုယ့်ရဲ့ဒီ account တစ်ခုကို hack ဖုန်း hack သွားလိုက်တာနဲ့အဲ့မှာရှိတဲ့ data အားလုံးကိုကဒါကိုအသုံးပြုနေတယ်ခရစ်တိုတွေအသုံးပြုနေတယ်ဆိုရင်အဲ့ခရစ်တိုရဲ့ information တွေကို ဟိုရသွားနိုင်တယ်ပေါ့နော်အဲ့အတွက်အနေရောစကြီးတယ်ပေါ့နော်နောက်စီမင်းစည်းကမ်းနေအာနေတာတခုတော့ရှိနိုင်တယ်ဘလူးအာနေရတရားမူလုံးနဲ့နေအဲ့ဥစ္စာတွေမှာအာဒီလောင်စာပြုလုပ်တာဒီနောက်တစ်ခုကကြတော့ဒီဂိမ်းတွေနောက်တော့ဒီအာချားမောက်ကိုပစ္စည်းရောင်းဝယ်တဲ့ဟာတွေမှာဖြစ်ပေါ်စေနိုင်တယ်ပေါ့နော်အခုနောက်ပိုင်းလဲအဲ့ခရီတိုနဲ့ရောင်းဝယ်ပြုလုပ်နေကြတာဟုတ်အာနိုင်ငံတကာမှာဖြစ်နေကြတယ်ပေါ့နော်တရားမူလုံးတွေနောက်တစ်ခုဒီဥစ္စာက ဆက်ဆံခြင်းလုပ်တဲ့သူတွေကတော့အရှုပ်ထွေးစရာကြီးဆိုပြီးနားလည်ရခက်ခဲကောင်းခက်ခဲလေးပါမယ်ဒါပေမဲ့အဲအခြေတစ်ခုလေးပေးပြီးတော့တခြားလုပ်မစင်တော့နားလည်လာနိုင်ပါတော့။ Okay အခုဒီမှာကနောက်တစ်ခုကကျတော့ဒါကိုလလလကူကူနဲ့ဘလို့နားလည်မလဲပေါ့နော်အဲ့ဒါကိုကြတော့ Okay ဘာမှနားမလဲဘူးဒါပေမဲ့စိတ်ကိုပြတ်ထား Okay ငါအစားလေးစားတည်မယ် AC လေးသွားမယ်အဲ့မှာမှဘာလို့အဓိကထားတည်ရမလဲဆိုရင်ဘလို့ chain ရ wallet တွေရ private key ရ public key ရပေါ့နော် mining တွေအဲ့ဥစ္စာတွေကိုအဓိကထားပြီးတော့သုံးရရပေါ့နော် အဲ့တော့ဒါပတ်သက်စရာတဲ့ဒါအဲ့အချင်းဘယ်ဆိုင်ပုံစံမျိုးလေးတွေပေါ့နော်အဲ့ဆိုတဲ့ခါကျတော့ဒီနောက်တစ်ခုကကျတော့ဒီ project ဘလူးလုံးလုံးလေးနားလေးကိုတေချာလေးဒီလေ့လာထားရတဲ့စနစ်ကဘလူးလေးလဲဆိုနားလည်ထားရုံပဲအဲနောက်ကိုအသေးစိတ်တော့သိကြတော့မလို့ဘူးအဲနောက်တစ်ခုကကျတော့ဒီ YouTube မှာလေ YouTube blogger တွေကဒီဥစ္စာနဲ့ပတ်သက်တဲ့ great knowledge အကြောင်းတွေတင်ပေးထားတာကိုကိုကအများအားဆောင်ရှိနေဖို့လို့လိုအပ်တယ်ပေါ့နော် နောက်ခု Dumi crypto ဒီ cryptocurrency for the South တွေလည်းရှိပါတယ်အဲ့ဒါတွေကိုဟိုမြန်မာလေးဖတ်ပြထားပါနောက်လေ့ကျင့်တာကကြတော့သူကတနေ့မှာနိုင်ဝက်တနေ့မှာတနေ့ဆိုပြီးတော့အဲ့ဥစားရကဘာရင်တင်တာလဲဟိုမှာဖြစ်ဒါ blog မှာဘလို့ဟာဖြစ်တာလဲနောက်တစ်ခုအတငယ်ချင်းနေတော့အဖွဲ့အစည်းတွေမှာ register ရ application လေးရှိတယ် Telegram ဆိုလို့ရှိရအဲ့ထက်မှာကိုနားမလဲမသိထားရရင်မေးလို့ရရပေါ့နော်ဆက်ဒါပေမဲ့ကိုရိုင်းကစတင်ပြီးတော့လေ့လာတာတော့ကိုကောင်းတယ်တချို့အခြေခံတွေကြတော့တချို့ senior တမားတွေက အဖြစ်ချင်းတဲ့ချိန်ရှိတယ်မဖြစ်ချင်းတဲ့ချိန်ရှိတယ်ပေါ့နော်โอเคနောက်တစ်ခုကကျတော့ဒီမှာ crypto တဲ့ beginner တွေကဒီအဓိက concept တွေကဘာလဲခုနပြောတဲ့ block exchange တွေရှိတယ်အဲ wallet တွေရှိတယ် wallet တွေမှာ wallet နှစ်မျိုးရှိတယ် hot wallet နဲ့ cold wallet ပေါ့နော် အဟောလော wallet ပြီးတော့ internet နဲ့အအသုံးပြုလို့ရတယ်ကို wallet ကကြတော့ဒီ memory stick လို့ပုံစံမျိုးနဲ့အရင်နဲ့ကိုယ့်စီမှာကိုယ်ပိုင်းနေနဲ့ဘယ်နိုင်ရင်သွားသွားသုံးရတယ်ဒါပေမဲ့အဲ့ဒီ memory stick ပြောက်သွားရင်တော့ကိုယ့်ရဲ့ဒီ crypto နဲ့ပတ်သက်တဲ့ knowledge တွေကတော့ရှာဖွေလို့မရတော့ဘူးပေါ့နော်အဲ့မှာ exchange ကဒီနာမည်ကြီးတဲ့ဒီ application တွေက Binance တို့ Bitget တို့အာနောက်တစ်ခုအဲပြောထားတာက OKH တို့ MetaMask တို့ပေါ့နော်ဒီတော့တိတ်မပါဘူးထားပဲပြောပြပေးသွားမှာပါ ဲဆိုဒီအဲ့နောက်တစ်ခုကကြတော့အဓိကချက်တွေကဒီ volatility ဖြစ်တဲ့အတွက် volatility ပေါ့နော်အဲ့ဒါကတော့စောင့်ကြည့်ရမယ်ပေါ့နော်နောက်ခုအရာဝယ်မပြုလုပ်ခင်မှာတေချာလေးကိုအော်သတိထားစောင့်ကြည့်ဖို့ကတော့ဒါထပ်မံပြီးသတိပေးချင်ပါတယ် နောက်ခု beginner တွေတဲ့အကြံပြုချက်ကတော့စုံစုနိုင်တဲ့ start small ပေါ့နော် small amount ကိုပဲရင်းနှီးမြှုပ်နှံပါ30ဆို30 50ဆို50ပေါ့နော်ဒေါ်လာပြောတာပါအဲဆိုရဲ culture ဒီ research သိချပို့လို့ရပါမယ်ဘာလို့သိချလို့ရမလဲဖြစ်တဲ့အတွက်ဥပမာဖြင့်အမ်ဒီမှာတချို့က stock hold ထားတာရှိရပေါ့နော်အပြင်မှာ stock ဝယ်သလိုမျိုးအဲဆိုတဲ့ဘက်ကိုပြောကိုယ်ကဒီဒီ pre market လားနောက် before market လား pre stake လား stake က basic ရောက်နေပြီလေအဲဥစားတွေကစပေါ့ဘာပြောလေ့လာရမယ်ပေါ့နော်အဲနောက်ဘက်ကျတော့ဒီ two factor authentication plus ဖေးပေါ့နော်ဒီမှာဖေးဥစားကိုဒေတာလေးဖတ်ထားရမယ်ဒေတာလေးလေ့လာထားရမယ်အဲ့ဆိုတဲ့ခါကျတော့ဟိုဘာလို့လဲဆိုတော့အကောင့်ဖတ်ရအောင်လို့အဲ့ဒီဒါပြုတ်ပေးထားတာကဒါမိတ်ပြုတ်ပေးထားတာကမိအရင်စိတ်ထားရတဲ့အစင်ပါ okay နောက်ဒါ block exchange ပေါ့နော်အ block exchange ဆိုတာကဘာတွေလဲဆိုတဲ့ခါကျတော့ block chain ကဘာတွေလဲ block chain ဆိုတာကဒီ digital ပြောင်းမှုကိုမှတ်တမ်းတင်ထားတဲ့ပြည်မှုရှိတဲ့ database တစ်ခုပဲပေါ့နော်အဲ့ဒီကိုဒီ block တွေကိုအစိပ်ပိုင်းတွေကိုဖွဲ့စည်းထားပြီးတော့ဒီ block ဒီမှာဒီပေးလဲမှုတွေ concession like မှတ်တမ်း like တိတ်ဆိတ်ထားရပေါ့เนาะအဲ့တိတ်ဆိတ်ထားပြီးတော့ recruitment session တွေလုပ်ခဲ့တာလည်းတစ်ခါတော့အခြေဆက်ပေးထားတယ်ဟို block confession လုပ်တယ်ဆိုတော့ပြန်လဲမြန်နေပေါ့เนาะအဲ့ဒီတော့အချင်းကအဲ့ block ချင်းကဘယ်လိုပြောလဲပြန်လဲမရတဲ့မှတ်တမ်းတစ်ခုဖြစ်သွားပစ်ဆန်ဖြစ်သွားတယ်အဲ့ဒီခါမှာအဓိကလိုက်ခဏလေးက mobile phone ရှိချင်း block ချင်းကိုဘယ်အပွဲစီရမထိချိတ်ထားတယ်မရှိဝင်လင်းမြင်တာမရှိတဲ့အတိုင်းလုပ်နေတယ်နောက်ပြီးတော့ဒီ log in တွေကကော်ပိုရိတ်ထားပြီးပြန်လဲလို့မရဘူးပေါ့เนาะ ဆိုတော့အဲ့မှာကဒီ smart contract တွေလည်းရှိပေါ့အဲ့ smart contract တွေကကြတော့ဒီ minimum ကြီးတဲ့ rate ကြရတာပေါ့နော် data တွေတင်စီရဲ့စီမံခန့်ခွဲ okay ဒါ bitcoin လေးပုံနေ bitcoin ဆိုတာကတော့ template ဒါ pickup အဲ့လိုလည်းခေါ်ကြရတာပေါ့နော်အဲ့မဲ့ contract verification မရှိပါဘူးဒီလေး bitcoin လေးပဲခေါ်ရရပါလေအဲ့ဒါနဲ့ထောက်နှစ်ကစတူရှိနေကံတဲ့ဟာနေတင်ခဲ့ရပေါ့နော်အဲ့မဲ့အဲ့ဒီကအသက်ရှိတရားရှိနေလေးလား company ပြန်ဆက်လိုက်ပြီးတော့ ဟုတ်ကြတယ်မတွေ့ဘူးအာအဲ့တော့၎င်းကဒီ blockchain လေးပညာခြေခံထားပြီးတော့ဘတိုင်းမရှိတဲ့အခြေအနေစနစ်ကိုဖန်တီးထားတယ်ဒီ bitcoin ကို digital money အသုံးပြန်ပြီးတက်တက်ဒါရောက်ပြီးပြောင်းနိုင်တယ်ဆိုတော့ဒီနိုင်ငံတကာမှာအဲ့လိုဝင်ပြောင်းပြီးအခုနေပြရလို့အဲ့ဆောင်တင်တာ ਨੇ ဒီလိုဟာလေးတွေဖြစ်လာတာပေါ့နော်အခုအခုနေကများတယ်လေဥပမာဖြင့်တန်းတရာဆိုရင် tax နဲ့10%ဆိုလောက်လေဟိုလာတိတ် ဆယ်သိန်းဖြစ်သွားပြီးရပါဘောเนาะအဲ့ဒါဖေးတော့များတယ်ဘောเนาะအဲ့ကြောင့်ဒီငွေကြေးကိုတကယ်ကလို့ခိုက်တာအဲ့ဒါရဲ့အသုံးဝင်ကရင်းနှီးမြှုပ်နှံပေးအဲ့ဒါရင်းနှီးမြှုပ်နှံဝင်လေးတွေကိုလျင်မြန်စွာတက်ရေးစိတ်တက်တော့လုံနိုင်တဲ့အဖွားမပြရတော့ဘူးအဲ့ဒီတက်တတ်တယ်ဆိုင်ဒီမှာလည်းဒီ big buy နေလက်ခံတဲ့နိုင်ငံတကာမှာဆိုရင်လက်ခံနေတဲ့ဟာရှိရပါဘူးအခုဒါကဒီမှာတော့ပြောင်းလာဒါကဒီဘက်ကဒါ lick point ပဲပေါ့နော်ဒီမှာက မှတ်တမ်းတစ်ခုအနေနဲ့ဒီလိုတော့ big wire ကဒါတွေနဲ့ကိုနှလုံးထားပါလေဆိုတာလေးကိုဖြတ်ထားတာเนาะအဲ့တော့ဒီ big wire ကဘလော့ချိန်းနည်းပညာကိုသင်ကြားတယ်ပထမဆုံးဆောင်ဖြစ်တယ်လော့ချိန်းကလည်း big wire ငွေလဲမှုကိုမှတ်တမ်းတင်ထားတဲ့နေရာဖြစ်တယ်ပေါ့เนาะဒါလေးရဲ့ဒီပုံစံလေးကိုဖြတ်ထားတာပါနောက်တစ်ခုဒီ cryptocurrency အမျိုးအစားကလေးမျိုးလောက်ရှိပေါ့เนาะအဲ့ဆိုရဲခါကျတော့ nomadic ကတော့ BTC BTC က digital fee လို့ပြောရမှာပေါ့เนาะနောက် Ethereum ETH ပေါ့เนาะအဲ့ spot က်ကခဏရှိတယ် decentralization application ကိုရှိတယ်အဲ့ဒါကိုပံ့ပိုးပေးတဲ့ platform တခုဒီ decentralization application ကခဏက big get တွေကလည်းအဲ့ decentralization တွေမှာပါတယ်ပေါ့နော်နောက်ထပ် application တွေအာဒီ e-commerce တို့တခြားဥစ္စာတွေအားလုံးကလည်းအဲ့လိုပါတယ်နော်အဲ့ဆိုဒီ ethereum က eth ကအဲ့လို application တိုင်းမှာကိုဟိုနက်ဘယ်လိုပြောမလဲ second တတ်သမီးလို့ပဲပြောမှာပေါ့နော် btc ပြီးရဆိုရင် ETH က viral dot ကိုအဲ့ application တိုင်းမှာ ETH နဲ့ STD ETH ဘလာဘလာအဲ့လိုထပ်ပါတယ်နော်အဲ့ဆိုတော့ ALD point နောက်ပိုင်းမှာ AND point ကပါလာတယ်နာမည်ကြီးလာတယ်ဒါနောက် renovation node ဖြစ်ပါတယ်ပေါ့နော် net drive point repair တို့ content တခြားဒီဒီဥက္ကရာတွေကဆိုစကနေဖန်တီးရလဲရှိရဲ့နောက်ဒီနောက်တခြား spray အဲချားနိုင်ငံတကာနေလည်းဖန်တီးထားရဟိုင်လဲရှိရဲ့ပေါ့နော် stable coin ဆိုတာကကြတော့ ီ state bank က USDT USDC ပေါ့နော် T နဲ့ C ကဒီ C ကကျတော့ဒီအာ US ကနေ US ဒေါ်လာတည်တဲ့ပုံပေါ့နော်ဒီ USDT ပါကကျတော့အာဒီလိုမျိုးတော့ဒီ wallet တခုကို international ကနေအသုံးပြုလို့ရရှင် wallet တခု IT မှာမှခဏကဒီအပြင်ကနေဒေါ်လာဒေါ်လာဝယ်ဆိုလဲ IT ဒီ wallet ထဲမှာဒေါ်လာအတိုင်းပဲ0.99ဆိုပြီးတော့ percent နေတော့အဲ့တခုတော့စားတယ်ဟိ အဲ့ဒါတွေကိုဟိုဒါ stable coin တွေနဲ့ဒါထိန်းသိမ်းထားတဲ့ခုပေါ့နော်ဟိုဘလောက်ထိန်းသိမ်းထောင်းလဲတန်းတရာပဲဖြစ်ဘီလီယံပဲဖြစ်အဲ့ထဲမှာ wallet ထဲမှာထည့်ထားဆိုရင်ဒါစိတ်ချတယ်နော်အဲ okay ဒီမှာကဘာလို့အရေးပါလဲအရေးပါမှုကိုပြောသွားမယ်ဆိုရင်အဲဒီငွေကြေးဆိုင်ရာမှာ financial inclusion မှာအရေးပါတယ် bank account မရှိလေဒါငွေကြေးလည်းပြောနိုင်တယ်ဒီ account ရှိနေကိစ္စမရှိဘူးနော် decentralized ဖြစ်တဲ့ decentralization နဲ့အစိုးရရဲ့ နဲ့ဘန်းရထင်းကျုံကိုလွတ်မြောက်တယ်လွတ်မြောက်ချီလို့ဒီနည်းပညာကိုတည်ထွင်ထားတာပေါ့နော် innovation လုပ်ထားတာအဲကြောင့်နောက်ပိုင်းမှာဆိုရင်ဒါအဲ real estate HMI စျေးကွက်တွေရောနောက်တစ်ခုဝန်ဆောင်မှုဘိုင်းတွေမှာရောဒီ hotel ဘိုင်းတွေမှာတခြားဘိုင်းတွေမှာမှာအရန်ကိုဥစားမျိုးဖြစ်လာကြတယ်ပေါ့နော်အဲဆိုတော့ အခုကကြတော့အခုဒါကဒီဥစ္စာပြီးတဲ့ခါကြတာလက်တွေ့လေးကျင်ရင်းပေါ့နော်လက်တွေ့လေးကျင်ရမှဆိုရင်ဘာလုပ်လဲ wallet တွေဖန်တီးမယ်အဲ့ wallet မှာမှ metamask တို့ the trust wallet တို့ဒီချောင်း wallet တွေဖန်တီးမယ်အဲ့မှာ metamask ကနိုင်ငံတကာကိုသုံးပြလို့ရတဲ့အတွက်သူက IP address တွေမှာခံထားသိမရှိဘူးက trust wallet ကမြန်မာနိုင်ငံကတော့သုံးပြလို့မရပါဘူးအဲ့ဒါတော့အမှန်ကန်ပါအဲ့ဆိုတဲ့ခါကြတော့သုံးပြလို့ရတဲ့ metamask ကိုပဲသုံးမှာပေါ့နော်နောက်တစ်ခုဒီ blockchain explorer ဆိုပြီးတော့ဒီ Google မှာရိုက်ချပြီးတော့ရှာကြည့်လို့ရတဲ့ဘာတွေလဲဘယ်လိုလုပ်လို့လဲ နောက်တစ်ခုကကျတော့ iteration iteration blockchain ကဘယ်လိုမျိုးလဲဘာအတွက်လဲသူတို့ရေးထားတာလဲတိစောက်ထားတာလဲဆိုတာလေးကိုတေချာလေးလေ့လာပါမယ်เนาะအဲဆိုတော့ဒီနေ့ဒီ day 1မှာဒါဒီဥစ္စာ experience ပေါ့နော်အခြေခံလေးတွေ knowledge တွေကို sharing လုပ်ပေးသွားတာဖြစ်ပါတယ်အတခြားမိခင်နဲ့မိကုံရှိရဆိုရင် comment မှာပြီးထားလို့ရပါတယ်ကျေးဇူးတင်ပါတယ်အဲဆိုတော့မိကုံရှိလားမသိဘူးနော် အခုမေခွန်းရှိလားဆိုတော့ဟိုပေါ့နော်အန်တီတို့ကိုအခုမီတာမက်မီတာမက်အကြောင်းကိုဒီပြောတဲ့အခါမှာမီတာမက်ကကြတော့ဒီဘက်ကဒီဟိုပါလဲဒေါင်းလို့တော့ဟိုရသွားပြီပေါ့နော်ဖုန်းမှာဒါပေမဲ့အဲ့မှာဆက်ပြီးတော့အန်တီတို့ကဆက်ပြီးတော့ဖြည့်တဲ့အခါမှာအခက်အခဲတွေကရှိတယ်။သူကဟိုမေးထားတာကဟို online ကောင်းရင်ကတော့တစ်တည်းရရင်ရသွားမှာပေါ့။ online မကောင်းတဲ့အခါကျတော့ချခိုင်းဟုတ်ကဲ့လာရဲ့ခါမှာအခုခုချင်းတည် โอเคအစရခါကြတော့အဓိကကတော့ online ပုံမူတည်ရမှာเนาะအဲဆို line ကောင်းတဲ့ချိန်မှာတခြားလေးဆိတ်ရှည်ပြီးတော့လုပ်ပြပါလို့ပဲပြောချင်ပါတယ်အဲအဲ့ဒီအတွက်ကိုဗီဒီယိုရေးတင်ထားပေးပါမယ်เนาะဟုတ်ကျေးဇူးတင်ပါတယ်အခုကဒီဗီဒီယိုလေးရတယ်အခုဒါပြီးဆုံးပြီเนาะโอเคဘယ်လိုတော့ဟောရ